ကြပါသားရှင်ခွင့်နှစ်2025အောက်တိုဘာလ20ရက်နေ့အတွက်မိုးလေဝသခမဲ့ချက်တွေကိုတက်ဆက်ပေးပါမယ်ရှင်ကျွန်မကတော့မြတ်သူသူကိုပါကဗလီပင်လယ်ပင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ရှေ့လယ်ပိုင်းတို့တွင်တိမ်နှင်းရဖြစ်ထိုးနေပြီးကဗလီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အစ်စ်စ်မှတည်ထူတတ်နေပါတယ်ဒီနေ့ညနေထိမိုးရွာသားခမန်းဆဲအနေနဲ့ကတော့ AR တိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့တွေနေရာကျဲကျဲ။နေပြီးတော့ရခိုင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမွန်ပြည်နယ်တို့တွေနေရာစစ်စိမ့်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွေနေရာကွက်ကြားမွေးထွေချုံရွာပြီးရွာရဲနှုတ်ပေးဖြစ်ပါတယ်။မြမပင်လေပြည်မှာလှိုင်းနိုင်ငံမှာလှိုင်းတင်တင်ရှိနေကလှိုင်းမြန်မာတော့နေပြည်တော်မှာ6ပေကန်းရှိနိုင်ပါတယ်။ ။လက်ရတွဲမိုးလေဝသခမင်းဆက်အနေနဲ့ကတော့တနင်္လာနေ့တိုင်းဒေသကြီးတွေမှာမိုးပေါ်လာနိုင်ပါတယ်ရှင်။